ခါတလေကျန်မိုးတည်ဘူးလေးလုံးလောက်ပဲရအဲအဲ့လိုအဲ့ဒါအဲ့လိုရတဲ့နေကျတော့အဆင်မပြေဘူးပေါ့ခါကြတော့ဟိုဘယ်လိုပြောရမလဲဟိုမချက်တဲ့ရက်တွေကတော့များတာပေါ့အခုနပြောသလိုအလူလေးဒါလေးရှင်းအဲသူတို့တွေကတွားစားရကျွန်တော်ကတော့မစားဘူးအဲဟိုထမင်းမချက်ထမင်းမချက်ကျွန်တော်နေကျွန်တော်ရှိတာလေးနဲ့နောက်တော့ဘာမှမရှိဘူးဆိုရင်အထမင်းရေးဆိုင်ပြီး ။နောက်ပြီးတော့ထမင်းစံစားတာကျွန်တော်ရက်ဟိုကြိုက်လဲကြိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အစလဲစားလို့စားစားရှိတယ်။ဟာမရှိရင်ထမင်းစံတော့ ဝောက်နေပါတက်ကတော့56နေကိုတစ်ချိန်တော့ကတော့စိတ်ကန်းကုံတူလောက်တာပေါ့ဟိုရန်ကုန်မြို့ရဲကုံတွေကိုဟိုမယ်ဘက်တွေကိုပို့တယ်လက်ခံပြီးလောက်တယ်ကုံကျူပေါ့ဟိုအကုံတွေကမလာတော့ကားတွေနဲ့သွားကြကားတွေနဲ့သွားတော့ဟိုနှစ်တွေနည်းနည်းကြာလာတော့နည်းနည်းစားဝတ်တွေအခက်အခဲဖြစ်တယ်ဖြစ်လာအောင်ဟိုအိမ်မှာလဲကြက်လေးတွေနည်းနည်းပါပါမွေးလာတော့ကြက်စာလေးကျုံနေတယ် အာဟိုလူကရောင်းမှဒီလူကရောင်းမှပြင်နေအာချက်စာကျုံးကြပါရင်းနီးလေးတကယ်လို့ရတဲ့အခါကျန်ဒီမကနမလေးအခုလိုပဲဟိုစံနေပါရောင်းတာပါရရှိအဲ့ဒါလေးတွေပြန်ပြီးတော့ဝယ်ဝယ်ပြီးတော့လိုက်ပြီးတော့ရောင်းတဲ့အလုပ်လေးပေါ့ကြည့်အဲ့ဒါလေးလုပ်ဖို့တော့စိတ်ကူးပါဒါစိတ်ကူးရုံမျိုး ဆိုပါဆရာကြီးကြတော့လေသဘောရမ်းကောင်းပါတယ်တနာလို့ဆိုပြီးတော့အာဟိုမနက်ကတော့ဆိုရင်ဒါသကွဲလေးတွေဟာတုံးပြီလောက်တော့ရှိမှာအာခေါ်ပြီးတော့ပေးလို့အဲ့ဒါလေးနဲ့လိုက်ကျုံတာနဲ့ဒါဟာလင်းကားဒီလောက်တော့ရတာပေါ့တခါတလေကျရင်လို့ဒီဘူးလေးလုံးလောက်ပဲရအာအဲ့လိုအဲ့ဒါအဲ့လိုရတဲ့နေ့ကျတော့အဆင်မပြေဘူးပေါ့ ရိုင်းနေတဲ့အခါကျတခါတလေကျတပြားမှမပါတဲ့နေ့အဲ့ဒီနေ့တွေလည်းအများကြီးရှိခဲ့ပါတယ်တခါတလေကျတော့လေဟိုလူလဲတော့ဟိုတထောင်ကျော်တထောင်အဲ့လောက်တော့ရပါဒီကားလမ်းမပေါ်မှာလေအခုကားတွေဖြတ်သွားပြီအဲ့နေရာတွေမှာတွေ့အဲ့နေရာမှာကျွန်တော်ကျုံပါတယ်အဲ့ကျုံနေတဲ့အခါကျကျွန်တော်အဲ့ကျွန်တော်ကိုကျွန်တော်ဒီလိုဖြစ်သွားမယ်တော့ မထင်ရပါလားဆိုကိုကိုကိုတော့အဲ့တွေးတော့တွေးနေတယ်ဒီသားသူကလက်ရှိက6ယောက်ကလေးလေးယောက်နောက်မှလာဆိုဒီလိုပဲရှိတာနဲ့တော့ချိုးချံဆွေတာပြီးတော့ဒီရထားမှာဆိုချက်တော်မချက်ဘူးဟာဟိုကအလူလာလုပ်တယ်အလူလုပ်တယ်ဒါစာဒီကအလူလုပ်ဒါစာအဲ့လိုကျွန်တော်လည်းဒီရထား ကနာတိတ်မသွားဘူးအလုံးစင်မပြေတော့မသွားတော့အာလူလုံးတဲ့ဒီသားစု6ယောက်ကဟိုဒီအကြီးဆုံးဟိုလူပြောပေါက်ကလူပြောပေါက်တစ်ယောက်ကတော့အလုံးလေးရှင်းသွားလို့အပြင်မှာထွက်လို့ပလုံကြုံရင်ပလုံလိုက်ကောဘောဘုဒ္ဓကာရောအတင်ရရတာတော့ ဟိုဟာကော20လောက်ထိတော့ကျွန်တော်ရဘူးပါလေရတဲ့အားအားလေးတွေကျွန်တော်ဟိုဘယ်လိုခေါ်မလဲဆိုအိမ်ပြင်းလေအိမ်ပြင်းလေနောက်ပြီးတော့ဟိုဒီမှာကျွေးမိပါ냐ပေးကြရရှိတာလေးပေးအခုအားအားလေးရရရတာလေးအိမ်ပြင်းတာတွေပါလှုပ်လိုက်တော့အားအားလေးတော့တစ်ခါခါကျတော့တွေးမိတာပါဒါအတိတ်ကကုသိုလ်ကံလဲပါတယ်လဲပါမောကျွန်တော်ကမစူးစားလို့အခုလိုဖြစ်တာမဟုတ်ကိုစူးစားတယ်စူးစားပြီးတော့ရမထဲနဲ့အခါကျတော့နည်းနည်းစိတ်ထဲမှာတော့ လို့လည်းသူများအချိန်ပြည်ပြီးကိုယ်အချိန်မပြည်တော့နည်းနည်းဟိုစိတ်မကောင်းတော့ဖြစ်တာပေါ့အတိတ်ကကုကုလိုပဲမကောင်းတဲ့ဟာလေးတွေလည်းဖြစ်ချင်လည်းဖြစ်မှာပဲဆိုတော့မင်းသားသူအရေးအတွက်ဆိုတော့ကျွန်တော်မှဥမဆောင်လို့ရှိရင်ကျွန်တော်မှအဲ့လိုမှဟိုဘယ်လိုခေါ်မလဲဆိုတော့ မလုပ်ရင်ဘယ်သူမှလုပ်မဲ့လူမရှိဘူးလေအဲ့တော့ကျွန်တော်ကိုယ်တိုင်ပဲဦးစီးဦးဆောင်ပြီးတော့ဟာပြရအောင်စိတ်ညစ်ဆရာရှိတော့လဲကျွန်တော်ပဲစိတ်ညစ်ပါတစ်ချိန်ဆုံးဆန္ဒတော့ကြီးပွားတိုးချက်ကျင်လာပေါ့ကျွန်တော်ကြီးပွားတိုးတက်မှာကိုသားသမီးလေးကောင်းကောင်းမွန်မွန်နေရမယ်နေရရရှိတာပေါ့ တော့ဝမ်းနေမှဒါတို့ဘာလို့တော့မရှိဘာဖြစ်လို့လဲဆိုတော့ဟိုကံသူကနိုင်ကြည့်တယ်လဲမြင်ကြည့်တယ်လဲရှိတာပဲကိုကိုကိုအဲ့လောက်ထိလောက်ရမယ်တော့မထင်ဘူးပေါ့ခုကြီးပေးမဲ့အလူရှင်နေဟိုဖြစ်ရင်တော့ကျွန်တော်ဟိုမျောလင်းနေတာပေါ့တကယ်လို့ရခဲ့ရင်လည်းကျွန်တော်အတိုင်းစားမရှိလဲကျွန်တော်ဝမ်းသာမိပါပါ